တရုတ်ကြီးတာရဲမြို့ကိုပြည်ဝင်သွားတယ်လို့ဆိုပါတယ်။ဒါကိုမင်းသားကငါကြုံကိုပြေးရင်ပြေးမပြေးရင်မင်းတို့ပြည်ရဲ့ထိဝင်တိုက်မယ်ဆိုပြီးအဲ့လိုခြေချောက်တဲ့အတွက်ကြောင့်မို့တိုက်လို့ဆိုပါကိုတရုတ်ကပြန်ပေးပါတယ်။အဲ့လိုတိုက်လို့ဆိုပါကိုရတယ်ဆိုရင်ပဲတစ္ဆာမဆောင်သူတွေရဲ့ထုံးစံအတိုင်းကိုစီစဉ်မယ်ဆိုပြီးတော့စီစဉ်လိုက်ပါတယ်။အဲ့လိုစီစဉ်ပြီးတဲ့အခါမှာမင်းသားကတိုက်လို့ကိုအဆောင်လျှောက်တီထားပြီးတော့သူဟာပြန်မယ်ဆိုပြီးတော့အဝကိုပြန်ချလာပါတယ်။ ဒါကိုမင်းတရားကြီးကကြားတဲ့အခါငါမခေါ်ဘဲနဲ့ပြန်လာရပါမလားဆိုပြီးစိတ်ဆိုးပြီးသူတို့တက်တယ်တိမ်ဒီရောက်နေတဲ့အခါမှာပြန်သွားဆိုပြီးမှကျိုင်းတုံကိုပြန်လွတ်ပြီးတော့ပြန်လည်နေစီပါတယ်အဲ့ဒီဘရင်ကပြန်လည်နေခိုင်းတာက၃နှစ်လောက်ကြာသွားပါတယ်ခင်ဗျာ၃နှစ်ကြာပြီးအင်းဝကိုပြောင်းတဲ့အခါမှာဆိုရင်လေစစ်ကဲပေါင်းတို့ကိုအနာအကျဉ်အပြစ်တင်ပြီးနီလန်းတုံးဖိအပြစ်ပေးတယ်လို့ဆိုပါတယ်တအားဖြင့်ပုံမှုဖြစ်တဲ့ပထနကူမင်းသားကိုလည်း အရှိယုံတော်မြောက်မှာအမိုးအကာမပါတဲ့စင်တက်မှာနေရတယ်လို့ဆိုပါတယ်